Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့တံမျိုးစည်းအကြောင်းကိုပြောကြည့်အောင်ကျွန်တော်တို့ခန္ဓာကိုယ်ကဒီတံမျိုးစည်းကိုနှင်းစင်စားပေးဖို့ပေါ်ပြနေလက္ခဏာတွေကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ကျွန်မရဲ့ဘူသူသားအနေနဲ့ကျွန်တော်တို့နောက်ထောင်ကြည့်လိုက်ကြရအောင်ကျွန်တော်တို့နှင်းစင်ပုံမှန်စားတော့တဲ့ထဲမှာနော်ဒီတံမျိုးစည်းကိုပေါင်းထက်စားသုံးခြင်းကကျွန်မရဲ့ကြိုးကျစုများစွာကိုပေးဆောင်နိုင်တာတော့ဟုတ်ပါတယ် ကျွန်တော်အခုဖော်ပြမယ့်လက္ခဏာတွေတည်းကနေတစ်ခုခုကိုသတိပြုမိနေဆိုလို့ရှိရင်เนาะကျွန်တော်တို့ခန္ဓာကိုယ်ကတံမျိုသီးကိုနှင်းစင်စားသုံးပေးဖို့တောင်းဆိုနေတာပဲဖြစ်ပါတယ်။အရေကိုညှစ်ပြီးတော့ရင်းနှင်းနှင်းဖန်ခွက်တစ်ခွက်ထဲမှာဒီတံမျိုသီးကိုအသုံးပြုလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့အစားအစာရဲ့ထဲမှာတံမျိုသီးတစ်လုံးထည့်ခြင်းနဲ့ပတ်သက်တဲ့ဘလို့ချင်နေတယ်ဆိုတာကိုကျွန်တော်တို့ဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်1တစ်ချက်အနေနဲ့ကတော့မကြာခဏဖြားနေတယ်ဆိုလို့ရှိရင်တော့တံမျိုးကြီးတစ်လုံးနေ့စဉ်စားပေးဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ဗီတာမင် C ကကျွန်တော်ရဲ့ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့တော့ဒီတံမျောနီးမှာဗီတာမင် C ကျွေးဝါပြီးတော့ကိုယ်ခံစွမ်းစနစ်ကိုထောက်ကူပြုတဲ့အာရတက်တွေကျွေးဝါစွာပါရှိတာပဲဖြစ်ပါတယ်။တံမျောနီးမှာပါတဲ့ antioxidant တွေက free radical တွေကြောင့်ဒီ cell တွေကိုပြင်ဆင်စေပြီးတော့ရောင်ရွက်မှုကိုလျှော့ကြစေတာပဲဖြစ်ပါတယ်။ တံမျော်သေးမှာပါဝင်တဲ့အရာတွေကပတိတရားပိုးမွားတွေကိုဖိရှားပေးနိုင်တယ်လို့ဒီလေချောင်းပိုးဝင်ခြင်းနဲ့အေးမြင့်ခြင်းတွေကိုလည်းကာကွယ်ပေးနိုင်တာပဲဖြစ်ပါတယ်။တကယ်လို့ပေါ့နော်ဒီအေးမြင့်ခြင်းတွေမကြာခဏပြင်းပန်းနှွမ်းနေခြင်းတွေသတ္တိုက်ဖြစ်နေတယ်ဆိုပါကနေ့စဉ်တံမျော်သေးတစ်လုံးကတင့်ကိုခံစနစ်ကိုမြင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဗီတာမင်စီကျော်ဝစွာပါရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့သွေးဖြူဆဲတွေထုတ်လုပ်မှုကိုအားကောင်းစေသလိုဒီယောဂပိုးမွားတွေကိုတိုက်ထုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ပုံမှန်ဖြားပြီးတော့ယောဂပိုးဝင်တဲ့လက္ခဏာတွေပြနေတယ်ဆိုလို့ရှင်เนาะတံမျိုးလေးတစ်လုံးကိုအစားတောက်တဲ့ထဲပေါ့မမေပါနဲ့နံပါတ်1အချက်အနေနဲ့ကတော့အစာမကြေတာတွေအဖြစ်များနေတယ်ဆိုလို့ရှင်เนาะတံမျိုးလေးတစ်လုံးနေစဉ်စားပေးဖို့မမေပါနဲ့ကျွန်တော်တို့ဒီနေ့ခင်မှာပေါ့เนาะဒီ Facebook လို့အစားစာတွေ ready made အစားစာတွေပြီးတော့ဒီခေါက်ဆွဲကြောက်တွေကကျွန်တော်တို့ကိုအစာမကြေခြင်းနဲ့ပြည့်စုံနေတယ်လို့ ဒီအဆိုင်ကျမကြီးကိုလေပေါ့နော်တနည်းနည်းနဲ့ဒီခဏနေတာပဲဖြစ်ပါတယ်အဲ့တော့ဒီတံမြော်သီးကအစာဖြစ်စနစ်ကိုလန်းစော်ပေးပြီးတော့ကျမရဲ့ဦးလန်းချောင်းကိုထင်ထင်ပေးနိုင်ပါတယ်သိချေရေထိုးလို့မှုကိုလန်းစော်ပေးနိုင်တယ်ပြီးတော့အစာခြေဖြတ်မှုကိုချုံမွစေနိုင်ပါတယ်တံမြော်သီးမှာပါတဲ့ citric acid ကလည်းဒီအစာခြေဖြတ်ရန်အတွက်မရှိမဖြစ်လိုအပ်တဲ့အစာ acid ထိုးလို့မှုကိုအားပေးပြီးတော့ဒီအစာခြေဖြတ်မှုကိုပိုချေရောက်စေနိုင်တာပဲဖြစ်ပါတယ် အဲ့ဒါကြောင့်မို့တံမျိုးစည်းကိုပုံမှန်စားသုံးပေးခြင်းဖြင့်အစာချေစနစ်မှအစိတ်တောက်တွေကိုဖယ်ရှားပေးနိုင်သလိုဝမ်းချုပ်ခြင်းနဲ့တခြားသောအစာချေလမ်းကြောင်းဆံရအစီအမပြေမှုတွေကိုလည်းတသားစနေနာပဲဖြစ်ပါတယ်။ဝမ်းရှိုးခြင်းနဲ့ဒီလေပေါ်ခြင်းနဲ့ခံစားနေရတယ်ဆိုလို့ရှိရင်တော့ဒီနေ့လည်းတံမျိုးစည်းအနည်းဆုံးတစ်လုံးတော့စားပေးပါ လေပွားလေနာခြင်းကိုလည်းအမှန်တကယ်ပျောက်ကင်းစေမှာကတော့အမှန်ပဲဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့တစ်ချိန်လုံးပင်ပန်းနှွမ်းနေတာတွေဖြစ်နေတယ်။အားရနေပါသလိုခံစားနေရရင်ဆိုလို့ချင်းတော့ တံမီယိုလေးတလုံးကကျွန်တော်တို့ကိုကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ခင်မှာပေါ့နော်ဒီဆေးရှုပ်ထွေးစရာတွေပေါ့နော်ဒီအဆင်မပြေစရာတွေပြီးတော့ဒီစိတ်မကြည်မလင်ဖြစ်စရာတွေနဲ့ကြုံတွေ့နေရတာတွေကညစာတူပါလို့ဖြစ်နေတာပဲဖြစ်ပါတယ်။အဲ့ဒီတော့ပြမန်းနှွမ်းနေတာတွေကိုကျွန်တော်တို့ရောဘတတားစေခြင်းမသလား။တံမီယိုဒီမှာပါတဲ့တဘာဝစွန့်ရင်ကပြင်ပြင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဗီတာမင်စီပါဝင်မှုမြန်မာတဲ့အတွက်ကြောင့်လေဒီပြပန်းနှွမ်းနေမှုကိုရှင်းချပေးနိုင်တယ်ခန္ဓာကိုယ်ကိုပြန်လည်ပြီးတော့တန်ဆွမ်းစေနိုင်မှာပဲဖြစ်ပါတယ် ကျွန်တော်ထပ်မပြောပြခဲ့သလိုဒီတံမျော်သီးမှာပါတဲ့ citric acid ကအစာအစာကနေအာဟာရဆုပ်ယူမှုကိုတောမြင့်စေနိုင်တယ်ပြီးတော့တနေ့တန်းလုံးခွန်အားကို ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်အဲ့တော့ခဏခဏပြင်ပန်းနှွမ်းနေတာတွေအရင်ချင်းနေတာတွေဖြစ်နေတယ်ဆိုလို့ရှင်တော့တံမျော်သီးတစ်လုံးစားနေငယ်ရေနှွမ်းနှွမ်းလေးတစ်ခွက်နဲ့တောက်ကြည့်လိုက်ပါတင်ကြပေါက်စိတ်ကျဉ်လင်းလန်းဆန်းလာစေမှာပဲဖြစ်ပါတယ်နံပါတ်၄ချက်နေနေရတော့ဒီအသားရေ၆တွေ့နေပါသလားဝက်ချံနဲ့အထွက်များနေလို့ဆင်းနေနေပါသလားအဲ့ဒါဆိုလို့ရှင်တော့ တမျိုးစီကတေချာပေါ့ကုညီပေးနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်အသားရေ၆တွေ့တာတွေမင်း၆တာတွေကိုတည်ထားမိတယ်ဆိုလို့ရှင်တော့တမျိုးစီစားပေးဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။တမျိုးစီမှာပါတဲ့အစိတောက်တွေကိုဖေရှားပေးတဲ့ဂုံတတိတွေကဝက်ချန်နဲ့ရောင်ခြေချောင်းဖြစ်တဲ့အသားရေအစမပြေတာတွေပြီးတော့အသားရေမွေး၆တာတွေကိုလျှော်ပါစေနိုင်မှာပဲဖြစ်ပါတယ်။ ဒံမျိုးစည်းမှာပါတဲ့ဗီတာမင် C ကလည်း collagen ထုတ်လုပ်မှုကိုမြင့်တင်ပေးနိုင်လို့မို့အသားရေကိုတည်ရင်စေပြီးတော့အရေးအကြောင်းတွေကိုလျှော့ချပေးနိုင်တာပဲဖြစ်ပါတယ်။ရေပြားကွဲထားတဲ့ခြောက်သွေးဓာတ်တွေကိုရင်ဆိုင်နေရပြီဆိုလို့ရှိရင်တော့ကျရင်တောက်ပါတဲ့အသားရေကိုရရှိဖို့တံမျိုးစည်းစားပေးဖို့ကျွန်တော်ရဲ့အစားအစာတွေမှာထည့်ပေးဖို့မမေ့ပါနဲ့။နံပါတ်5အချက်အနေနဲ့ကတော့ကျွန်တော်တို့ရေတောင်နေပြီးတော့တစ်ချိန်လုံးရေတက်ခန်းချောက်တလို့ဖြစ်နေပါသလား။အဲဒါဆိုလို့ရှိရင်တော့တံမျိုးစည်းကအကူအညီပေးနိုင်ပါတယ်။ ျွန်တော်မကြခဏရေတဲ့ခန်းချောင်းတွေလိုခန်းစားနေရတယ်ဆိုလို့ရှင်တော့တံမျိုးသီးကအကောင်းဆုံးရေတဲ့ကိုပေးစွမ်းနိုင်တဲ့အရာပဲဖြစ်ပါတယ်။တံမျိုးသီးကကျွန်တော်တို့ဒီ pH ဆင့်ကိုဟန်ချက်ညီအောင်ကူညီပေးနိုင်တယ်ပြီးတော့ရေစုပ်ယူမှုကိုလည်းပိုပြီးတော့ထောက်ကိုဖြစ်စေပြီးတော့လူကိုလန်းဆန်းစေမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရေတဲ့ခန်းချောင်းနေပါသလားရေတောင်နေနေပါသလားပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့ချွတ်ထက်များနေလို့မှာ electrolyte ဆင့်ကိုမြင့်တင်ကြပါသလားအဲ့ဒါဆိုလို့ရှိရင်တော့ဒီရေတပ်ပုံပုံပြေဝပြီးတော့ထီရောက်မှုရှိစေခြင်းနဲ့ဆိုလို့ရှိရင်တော့ ်တံမျောသေးတလုံးစားနေငယ်ရေတခွန်းနဲ့ထည့်ပြီးတော့ကြတော့တောက်ကြည့်လိုက်ပါတေချာပေါက်ကောင်းမှုစီမှာပဲဖြစ်ပါလိမ့်နံပါတ်6အချက်အနေနဲ့ကတော့ဒီခရီးနဲ့ဆိုးတာတွေကြောင့်ဆင်းညင်နေပါသလားတံမျောသေးကကူညီပေးနိုင်ပါတယ်တံမျိုသီးမှာဗက်တီးရီးယားပိုးမတွေကိုတက်တာစေတဲ့ဒီတဘာဝဗက်တီးရီးယားဂုဏ်သတ္တုတွေပါဝင်ပြီးတော့ခရင်းတန်ရှင်ရဲ့ကိုမြင့်တင်ပေးနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီပြင်ဒီတံမျိုသီးမှာပါတဲ့အချံတက်ကသရွေးထုတ်လို့မှုကိုလှန့်ဆိုးပေးနိုင်တယ်ပြီးတော့ဗက်တီးရီးယားတွေကိုဖိရှားပေးလို့မှု ခရင်းကိုတန်ရှင်းလန်းဆက်စေမှာပဲဖြစ်ပါတယ်။ဒီခုတော့တတိထားပါမယ်။တမျိုးသည့်စားပြီးရင်တော့သွားကိုချက်ချင်းမတိုက်ပါနဲ့။ဘာကြောင့်လဲဆိုတော့သွားကြွေလာတွေကဒီ acid တက်နဲ့ပျက်စီးတတ်လို့ပဲဖြစ်ပါတယ်။အဲ့ဒီချက်ကိုတော့တတိထားမှာပဲဖြစ်ပါတယ်။နမခွန်အချက်အနေနဲ့ကတော့အဆင်းမြင့်တွေနာကျင်ကြိုက်ခဲနေပါသလား။အဲ့အတွက်စိတ်ရှုပ်ထွေးနေပါသလား။ဒါဆိုလို့ရှိရင်တော့တမျိုးသည့်ကကုညီပေးနိုင်ပါတယ်။ တမျိုးသီးမှာပါတဲ့တဒိုးဆက်ညင်ပစ္စည်းတွေကအစင်းမြင့်ရောင်ရမ်းတာကိုရှော့ချပေးနိုင်တဲ့အတွက်ကြောင့်မို့အစင်းမြင့်ရောင်ရမ်းတဲ့ယောဂါရှိသူတွေအတွက်တကြပေါ့အကျိုးပြုစေမှာပဲဖြစ်ပါတယ်။တမျိုးသီးရဲ့တောက်ချင်းမြင့်မိမသားဖြစ်ချင်းကိုတက်တာစေနိုင်သလိုခန္ဓာကိုယ်တွင်းမှာရှိတဲ့ရောင်ရမ်းမှုကိုရှော့ချပေးခြင်းဖြင့်ဘုံမှုကောင်းမွန်တဲ့လှုပ်ရှားသွားလာမှုကိုမြင်နိုင်ပေးနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ဒီအစင်းမြင့်ကြိုက်ခဲတဲ့သူတွေအစင်းမြင့်နာကျင်နေတဲ့သူတွေအနေနဲ့ကတော့တမျိုးသီးကတစ်ဖက်တစ်လမ်းကအကူအညီပေးနိုင်မှာပဲဖြစ်ပါတယ်။ နံပါတ်၈အချက်အနေနဲ့ကတော့တဘာဝအတိုင်းကော်လေးဂျင်ရှော့ချခြင်းမသလားအန်နီယကင်းကင်းနဲ့ရှော့ချခြင်းမသလားတံမျိုးသီးကကုညီပေးနိုင်ပါတယ်တံမျိုးသီးကတဘာဝအစိဖြည့်စေပြီးလုံဆောင်ပေးနိုင်တယ်ပြီးတော့အစီစီဝါဖြစ်ပျက်မှုကိုလည်းမြင့်တင်ပေးခြင်းဖြင့်ကော်လေးဂျင်ရှော့ချအောင်ကုညီပေးနိုင်ပါတယ်တံမျိုးသီးမှာပါတဲ့ပက်စတင်အမြင့်တက်တွေကဝိချနေတဲ့သူတွေကိုအစာစားခြင်းနဲ့ယုံနေအောင်လုံဆောင်ပေးနိုင်ပါတယ် ီးတော့ဒီအစိတ်တောက်တွေကိုဖေရှားဖို့အသေးကိုလှန့်စော်ပေးပြီးတော့ဇီဝကံမဖြစ်စဉ်ကိုလည်းတိုးတက်စေပါတယ်စစ်တစ်အဆစ်ကလည်းအစာခြေပြတ်မှုနဲ့အာဟာရတက်ဆောက်ယူမှုကိုကောင်းမွန်စေခြင်းဖြင့်ဒီအစီလောက်ကျွမ်းမှုကိုပို့ပြီးတော့မြင့်တင်ပေးနိုင်ပါတယ်ပြီးတော့ဒီတံမျိုးစည်းမှာပါတဲ့အရာတွေကတွေ့ရင်ကြတဲ့ပမာဏကိုဒီနေအောင်ထိန်းညှိပေးနိုင်တယ်အစာစားခြင်းစိတ်တောက်တာခြင်းကိုလည်းတားဆီးပေးနိုင်တယ်ကျန်းမာတဲ့ဇီဝဖြစ်ပျက်မှုကိုလည်းထောက်ပံ့ပေးနိုင်တယ်အဲ့ဒီတော့ကြောင့်မို့ ကော်လေးတင်ချော့ချခြင်းဟာအဓိကလှုပ်ဆောင်ချက်အဓိကသတ်မှတ်ထားတဲ့ goal ဖြစ်တယ်ဆိုလို့ရှင်เนาะကျွန်တော်တို့ဒီအစားအစာတွေမှာတံမျိုးသီးထည့်သွင်းစားသုံးပေးဖို့အမေပါနဲ့နံပါတ်6အချက်အနေနဲ့ကတော့စိတ်ရှုပ်ထွေးစရာတွေစိုးရိမ်စိတ်တွေပူပန်မှုတွေများနေပါသလားတံမျိုးသီးကပြေလျှော့ပေးနိုင်မှာပဲဖြစ်ပါတယ်တံမျိုးသီးရဲ့ရနက်နဲ့ဒီသူ့ရဲ့လီမိုသီး အနွယ်ဝင်ဂုံသက်တီတွေကစိတ်ဖိစီးမှုကိုရှော့ချပေးပြီးတော့စိတ်ကိုပြေလျှော့စေခြင်းဖြင့်စိတ်ကျန်းမာရေးကိုပုံမကောင်းမွန်စေမှာပဲဖြစ်ပါတယ်။ပြီးတော့သူတို့ရဲ့ဗီတာမင် C ပါဝင်မှုကကော်တီဇောပမာဏကိုရှော့ချပေးနိုင်ပါတယ်။ဒီကော်တီဇောပမာဏရှော့ချပေးခြင်းဖြင့်ကျွန်တော်တို့ရဲ့ခံစားနေရတဲ့စိတ်ဖိစီးမှုတွေကိုဟန်ချက်ညီစေပြီးတော့အချိန်ကြာလာတဲ့အမျှစိတ်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။နံပါတ်10အချက်အနေနဲ့ကတော့ဒီနှလုံးနဲ့တွေ့လည်ပတ်မှုစနစ်ကောင်းမှုကြမှာသလားတွေ့လည်ပတ်မှုတွေညံ့ဖြစ်နေပါသလား တံမျောသီးကကူညီပေးနိုင်ပါတယ်။တံမျောသီးမှာဗီတာမင် C နဲ့ flavonoid ပါဝင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့နှလုံးနဲ့သွေးလည်ပတ်မှုစနစ်အတွက်အလုံးကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။ပြီးတော့ဗီတာမင် C ကသွေးဖိအားကိုလျှော့ချစေပြီးတော့သွေးလွတ်ကြောတင်မာမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။တံမျောသီးမှာပါတဲ့နောက်ထပ် flavonoid ကတော့မကောင်းတဲ့ cholesterol LDL ကိုလျှော့ချပေးပြီးတော့နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ဒီပေါ်တစီယန်လေးပါဝင်တဲ့အတွက်ကြောင့်မို့နှလုံးရဲ့လုံဆောင်ချက်ကိုထင်မြင်ပေးပြီးတော့လက်ပြချင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်တကယ်လို့ဒီသွေးပေါင်းခြေပစနာတွေရှိနေတယ်ဆိုလို့ရှိရင်တော့နေ့စဉ်စားသုံးမှုအစားအစာတွေမှာတံမျိုးစလုံးထည့်သွင်းပြီးရောကြတော့စားသုံးပြီးတော့ခန္ဓာကိုယ်ရဲ့အနေအထားကိုတကြပေါင်းစောင့်ကြည့်လိုက်ပါကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ခန္ဓာကိုယ်ကတံမျိုးကြီးတစ်လုံးနေ့စဉ်စားပေးဖို့လိုအပ်နေတဲ့ဒီခန္ဓာကိုယ်ရင်းဖော်ပြချက်တချို့ကိုပြောပြပေးခြင်းဖြစ်ပါတယ် ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးပြီးတော့ကြာတော့ကျွန်မရဲ့အကျိုးကျေးဇူးစုံတရားရရှိလိမ့်မလို့လည်းမျှော်လင့်ပါတယ်။ကျွန်မရဲ့အကျိုးကျေးဇူးစုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျွန်မရဲ့ဘုဒ္ဓတရားတွေတို့ပါပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။